ဒီအစီအစဉ်ကိုအဓိကကူညီပံ့ပိုးပေးထားတာကတော့တာမန်ဆက်ပြများထက်ပိုပြီးရောဂါပိုးစဲမျိုးကိုကာကွယ်ပေးတဲ့ Lifeline ဆက်ပြမှာဖြစ်ပါတယ်။ကလေးကြီးမင်းပြောတော့အေးခဲတဲ့စားစာရယ်ဝယ်လာရဲဆိုရေခဲတက်တာရဲမှာဘာမှလည်းမရှိဘူးနော်။အော်အေးကားပေါ်မှာမင်းချန်ခဲ့တယ်။ဆယ်ဆယ်ဒီပစ္စည်းဝယ်နေများသွားလို့လေ။ဟုတ်ခဲ့ရမယ်။ ဘယ်လောက်ရာသီကိုသူကပူတဲ့ဟာကိုကားထဲမှာဆိုတော့အကြီးရပြောင်းမှာပေါ့ဟဲ့အနေအောင်နေသေးပျော်ရောအဲ့မှာအဲ့ရေခဲတာလည်းပြန်ပြန်ထည့်ပြီးတော့စားလို့ရပါပါကောင်းတော့ကောင်းပါပဲဒါပေမဲ့လို့လေတို့ကြောင်းလာကြတော့အဲ့လိုခဲထားတဲ့အစားတောက်တွေကအရေးပျော်သွားတာကိုပြန်ခဲပြီးတော့စားမယ်ဆိုရင်လေအဲ့အစားတောက်ရဲ့ဖွဲ့စည်းပုံလည်းမှန်နေတယ်စားတာလည်းရတာမရှိတော့ဘူးလေဟုတ်လားအင်းအဆောတော့ဟုတ်ပါဒါဆိုလို့ရှိရင်ဘာကြောင့်မို့လို့အဲ့လိုမျိုး AK ဗီတာအစားတောက်တွေကိုပျော်သွားတဲ့အခါဘာလို့ပြန်ခဲပြီးတော့မစားသင့်လဲဆိုတော့ဆီယမ်ဘရာနားထောင်ကြည့်မယ်နော်ဟုတ်ကဲ့ ဒီလိုမျိုးအေးခံထားတဲ့အစားအစာတွေကညစာအဖြစ် temperature အနှုတ်16ကနေပြီးတော့အနှုတ်20 celsius လောက်မှာထားပြီးတော့ process လုပ်ထားတာတွေဖြစ်ပါတယ်သူတို့တွေကအဲ0 degree celsius temperature အောက်မှာအေးခံထားပြီးတော့ပြုလုပ်ထားတဲ့အတွက်ကြောင့်သူတို့ရဲ့အစားအဟာရပျက်စီးမှုထိခိုက်မှုနည်းပါတယ်ပြီးတော့အစားအစာရဲ့လက်ဆက်မှုလည်းသူတို့ဆက်လက်ထိန်းသိမ်းပေးပါတယ်ပြီးတော့ bacteria တွေ ပေါက်ပွားမှုတိုးပွားမှုကိုလည်းဟန်တာထားပေးပါတယ်။ပုံသုံးမှုဖြစ်အောင်လည်းကာကွယ်ပေးစားဖြစ်နေပါတယ်။ပြီးတော့အေးခံတဲ့အင်းနဲ့တင်းစီထားတဲ့အစားအစာရဲ့အဟာရဓာတ်တွေလက်ဆက်မှုတွေကပုံမှန်ကျွန်တော်တို့လက်လက်ဆက်ဆက်စားတဲ့အစားအစာနဲ့တိတ်အရင်ကွာချောင်းလုပ်ပေးလို့လည်းရပါတယ်။ပြီးတော့အခုကျွန်တော်တို့ဆက်လက်ပြီးတော့တိုးတက်လာတဲ့ခေတ္တမှာလိုမျိုး frozen food တွေကိုလုပ်တဲ့ process တွေအစင်းနေပို့ပြီးတော့ကောင်းမွန်တိုးတက်လာတာလည်းရှိပါတယ်။ အစာတွေကိုလင်းမင်းစွာမာသွားစေတယ်ခဲသွားစေတယ်ပြီးတော့တာရှိပို့ပြီးတော့ထားနိုင်တဲ့အနေအထားတစ်ခုကိုဖြစ်အောင်လုပ်ပေးနိုင်တာလည်းရှိပါတယ်ပြီးတော့တို့ရဲ့ဇီဝရုပ်ဖြစ်ပြပြောင်းလဲခြင်းအာဟာရဓာတ်တွေဆုံးရှုံးခြင်းလည်းနှိကွေးစေပါတယ်အာဟာရဓာတ်ဆုံးရှုံးမှုနည်းအောင်လည်းလုပ်ပေးနိုင်ပါတယ်ဒါကြောင့်အကျိုးကျေးဇူးများစွာပြောင်းလဲသွားခြင်းမရှိဘဲနဲ့စားသုံးလို့ရတဲ့အနေအထားတစ်ခုရှိနေပါတယ် ောက်တယ်နော်ပြီးတော့လေအစားအသောက်တွေကို39ဒီဂရီအောင်ထိန်းထားရဆိုတာဒီအစားအသောက်ရဲ့လက်ဆက်မှုရဲ့နောက်ပြီးတော့မူရင်းရတာရမပြောင်းထားရလေအဲ့လိုမျိုးအေးခဲပြီးတော့ထားရတဲ့ခါကျတော့အစားအသောက်တွေမှာဘက်တီးရီးယားပိုးရည်မပြတ်တော့ဘူးပေါ့အဲ့တော့အစားအစာတွေကိုအေးခံပြီးပြုလုပ်ပြီးတဲ့အခါမှာထုတ်ပုံမှုရောင်းချမှုပိုင်းကိုဖြန့်ချိမှုပိုင်းကိုရောက်ရှိလာပါတယ်ဒီလိုမျိုးဖြန့်ချိမှုပိုင်းရောက်ရှိလာတဲ့အခါမှာလဲစူပါမားကတ်တွေမှာ0ဒီဂရီဆယ်စီယပ်အောက်အနုဒီဂရီဆယ်စီယပ်မှာထားရပါတယ် ဒီမျိုးထားမှသာကျွန်တော်တို့သူ့မှာရှိနေတဲ့အစာအာဟာရတွေဆုံးရှုံးမှုမရှိဘူးပုံတော့ပြည့်စုံမှုမရှိဘူးဘယ်လိုဖြစ်မှာဖြစ်ပါလဲတကယ်လို့တမ်မရှယ်စီတက်လိုက်ကြားလိုက်ဖြစ်နေတဲ့ဘူချိန်ကြီးမျက်မှုမရှိဆိုရင်ဒီလိုမျိုးအစာအစာတွေဒီမှာရှိနေတဲ့အာဟာရတွေပြည့်စုံဆုံးရှုံးနိုင်တယ်ပြီးတော့တခြားဘက်တီးရီးယားပိုးမွှားတွေပေါက်ပွားပြီးတော့အစာသုံးသူတွေကိုအန္တရာယ်ရှိနိုင်ပါတယ်နောက်တစ်ခုကလက်ဆက်မှုကိုလည်းကြောက်ကြသွားစေနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့က အစားအစာတွေလို frozen food တွေထားတဲ့ခါမှာ temperature ကိုတိတ်မပြောင်းသူရဲ့အပူချိန်ကိုတိတ်မပြောင်းရခဲ့တတာဒါမှမဟုတ်လဲ freezer ဒါမျိုးတွေမှာ store လုပ်ပြီးတော့သိမ်းဆီးထားပြီးတော့စားကဏီမှာထုတ်ဆက်သုံးပေးခြင်းအပြင်သူ့မှာရှိနေတဲ့အစာအာဟာရပြည့်စုံခြင်းမရှိဘဲနဲ့ကျွန်တော်ဘေးကင်းစွာစားတောက်ပြီးတော့သူ့မှာရှိတဲ့အာဟာရကိုလည်းပြည့်ဝစွာရယူနိုင်မှာဖြစ်ပါတယ် အဲ့ဆိုတော့အစားဆိုင်တော့နောက်တစ်ခါကျရင်တော့အရေးမပြောခင်ကစားတော့မှာပေါ့နော်။အကောင်ဆုံးကတော့လေဟိုအရသာပြတ်သွားဆိုမယ်နောက်ပိုင်းကျလို့ရှိရင်သူ့အနေထားအတိုင်းတတ်မှတ်ထားတဲ့အတိုင်းစားရမယ်ကောင်းပါပြီနော်ဒီတော့တငယ်ချင်းကိုဒီနေ့ကျမ်းမာခြင်းလက်ဆောင်ပေးလိုက်အောင်မယ်ဒါကြတော့တငယ်ချင်းရဲ့တကူရီကျမ်းမာတန်ရှင်ဖို့အတွက်တာမန်ဆက်ပြားထက်ယောဂါဘူးဆယ်မျိုးကဝယ်ပေးရဲ့ live point ကိစ္စဝါး thank you ကျေးဇူးတင်ပါတယ်ပါပြီအဲ့တော့ဘူးရီ break တက်ကိုဆက်ဆက်လိုက်မယ်နော် ပရိသတ်များရှင်ဒီနေ့ health fix season မှာဆိုရင်တောင်းလို့အေးခဲထားတဲ့အစားအစာတွေရဲ့လက်ဆက်မှုတွေကိုဘာကြောင့်မလို့ထိမ့်သိမ့်ပြီးတော့စားသင့်လဲဆိုတဲ့အကြောင်းအရာတွေတင်ဆက်ပေးပြပါပြီ။ဒီတော့နောက်နေ့ health fix မှာထပ်မံပြီးတော့ဆုံးဖြတ်ပါအောင်မြင်ရှင်။အခုတော့နှုတ်ဆက်ပါရနော်။ Bye bye ။ဒီ season ကိုဒီကကွန်ကြီးပံ့ပိုးပေးထားတာကတော့တာမန်ဆက်ပြများထက်ပိုပြီးရောဂါပိုးစဲမျိုးကိုကာကွယ်ပေးတဲ့ Lifeline ဆက်ပြမှဖြစ်ပါတယ်။